မဖះဘုံကြောင်းအမိနေအိမ်များဆိုဘုံကြောင်းထဲမှာဒီကောင်တွေပြည်နေတာနော်ဒါတက်တယ်ဒါတက်တယ်နေနော်အများပြည်သူနေအိမ်တွေပေါ်တက်ပြီးတော့ပြည်ဒါတကြီးတော့ကလိန်ကြတဲ့ကိစ္စတွေလာပြောပြတာပြီဗမော်အခြေအနေပါဗမော်ကမနေ့ကငတ်ကင်တကောင်ကျွန်တော်ရိုဘတ်လူမြတ်ကျော် channel မှာလဲပြောပြီးသားငတ်ကင်ဟာပြတ်ကြလားပြစ်ချခံရတာလားစုံစမ်းနေလို့နောက်တစ်ခုက 60မမဘုံဒီဒေါ်လာတတန်းဘူးလောက်ကေယိုလက်ဆောင်ပေးတယ်။တစ်ဖက်မှာလည်းလေချောင်းနဲ့ဘုံကျဲမှုကြောင့်ကန္နာလန်ကပြည်သူလူထုစစ်လျှောက်ဖုံးချောင်းတွေပြည်သူလူထုတွေထိခိုက်တယ်။ဒါပေမဲ့ကလိန်ကကြစ်တိုက်ကတော့ဟွဖာကြပြီ။မြေပြင်မှာစစ်တပ်ဟာဘုံကျဲတပ်ဖြတ်လူရဲ့အကြမ်းဖက်တယ်။စစ်ကောင်စီထောက်ခံတဲ့မီဒီယာတွေဆိုရက်ပြပယ်လို့ပြပယ်မီဒီယာတို့ကြော်ဆိုးမှုလို့ဘာလို့ဒီကောင်တွေကတော့ပြည်သူလူထုကိုတရင်အစစ်ခတ်တယ်။ ။တေတယ်ကလည်းအချားမချိတဲ့ကောင်နေနဲ့တည်င်းနိုင်ရှင်ပြတာပေါ့။အချက်ကြည့်အောင်။သုံးရတယ်မှာတော့တတိယဆုံးရတယ်နဲ့တတိယ။ဟွကနာလန်ကနာလန်ဗမောကနာလန်ဖုံးကြောင်းမော်ဒယ်လင်းတဲ့ဘွယ်ပြင်းထန်နေချိန်မှာဒေသခံပြည်သူ၄၀၀ကျော်ခုလုံနေတဲ့ဖုံးကြောင်ကိုစစ်ကောင်စီကလေကြောင်းမှလေတိုက်ခတ်မှုနဲ့ပတ်သက်ပြီးမြေပြင်မှာရှိတဲ့စီးရင်တရင်တွေကမြန်မာနာမှုပြောပြတာပါမင်း စစ်ကောင်စီ lobby တရင်တွေမှာတော့ KAPDF ရှိတဲ့နေတွေဘုံကျဲထားတယ်။မြေပြင်မှာတော့ပြည်သူလူထုစစ်စစ်တွေကိုဘုံကျဲနေတာ။ခွေးထက်မိုက်တဲ့ကောင်ပေါ့မှာစစ်မှုထမ်းတဲ့ကောင်တွေ။ equal to တေချင်းဆုံးတဲ့နေတွေရ။အရှိရဲ့ဒီမှာမော်လုကကနာချင်းတာဖုံးကြီးကြောင့်ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲခဲ့တာကြောင့်စစ်ရှောင်း15ဦးတက်မနေတေဆုံးပြီး30ကျော်တန်းရရှိခဲ့ပြီ။တွေ့နော်။9ဦးပျောက်ဆုံးခဲ့ပါတယ်။ ချစ်ကောင်စီဝါရဖြန့် Telegram Channel တွေကတော့ကန္နာရိတ်တာဖုံးကြီးကြောင့်ပေါ်ကြည့်လာတော့ဒုံးနဲ့ရိုက်ကူးထားတဲ့ပြီးကျွန်တော်ပြအောင်ပြီး KIA နဲ့ပြည်ရှိတဲ့နေရာကိုပုံကျဲလို့ဝါရဖြန့်ချထားတာကိုတွေ့ရပါတယ်။အင်းအဲ့ဒီပုံကျဲခံရတဲ့ဖြစ်စဉ်မှာတည်ဆုံးသူတွေထဲမှာတော့စစ်တပ်မိသားစုဝင်တွေပါဝင်တယ်လို့ရေပြင်စင်းသတင်းရင်းမြစ်တွေနဲ့ဒေသခံတွေကပြောပါတယ်။ကြာနော်စစ်ဆောင်တွေကတဝက်ခန့်မှာစစ်ကောင်စီတက်တဲ့ဒီဇက်သူတွေနဲ့စစ်ကောင်စီမိသားစုဝင်တွေပါဝင်နေတယ်လို့သိရပေမဲ့အသေးစိတ်အချက်အလက်တွေကိုတော့မြန်မာနိုင်ငံနဲ့အတူမဖြစ်နိုင်သေးပါဘူး။ ရင်ကြောင်ကလေဘုံကျက်ခံရတဲ့ဒေသခံ၄၀၀ကျော်ထဲမှာတော့စကခ၂၁နဲ့ဆက်ဆက်မှာရှိတယ်။မင်းကုန်းရဲဘက်ကဒေသခံတွေပါဝင်တယ်လို့ဘုံကြီးနော်ကပြောပါတယ်။ဟိုစကခ၂၁နဲ့ဆက်ဆက်နေတဲ့ရဲဘက်မင်းကုန်းရှိမကမင်းကုန်းရှိမကတော့ဘမောမျိုးတွေကောင်းပါဘုံကပြန်ထလာတော့ ကိုကြီးရတော့အဲ့ကျွန်တော်တို့ကိုပြေပါအဲဒေတုပါကျွန်တော်တို့ဒီမှာနေရဆွေပြေတော့ဟုတ်အဒီလိုဆိုတဲ့ကျွန်တော်တို့အဲသူတော်မယ်ဆုံးမဆုံးတော်အာဗလန်တောင်းချလာတယ်မင်းကောင်ရပ်ကတော့ဘမောမျိုးလေးကောင်မှတရှိရဲ့ရက်ကပါ ဗမာမျိုးပေါ်ရက်ကတ်ချိုးကနေထွက်ပြေးလာတဲ့ဒေသခံတွေဟာတောင်လေးလုံးဖုံးကြောင်မှာရှိနေတယ်မှာသူတို့ကိုကယ်ထုတ်ပေးဖို့တောင်းဆိုခဲ့တာကြောင့်ဖုံးကြီးကျောင်းကနေ KIA ပူပေါင်းတပ်တွေကကယ်ထုတ်ခဲ့တယ်လို့ဗမာကြီးနော်ဘူးကဆိုပါတယ်။အဲ့ဒီလိုကယ်ထုတ်နေချိန်မှာမိုးလင်းတနာရီကျန်လာမှာစစ်ကောင်စီတပ်ကဒရုန်းနဲ့တင်းထောက်ပြီးဂျက်တိုက်တွေနဲ့လက်ကျင်ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့လင်းရင်ပေါ်ကနေစစ်တပ်နဲ့တွေနဲ့ပါပြစ်ခတ်ခဲ့တယ်လို့ဒေသခံမျိုးသားတို့ကပြောပါတယ်။ ာတာတည်ပြီးမှအဲဒုစရလောင်းခိကတိုင်ရရအဲစင်္ဂါယောရလောင်းရမကောက်လာနိုင်ဘူးလေဒီသူစင်္ဂါယောတော့အဲဒီစီပြီးပါပဲအဲထားခဲ့လိုက်တာဘမောမျိုးမှာဒေသခံမျိုးကများများထွက်ပြေးလေးချောင်းသွားပေမဲ့လည်းအခြားဒေသကိုစစ်ပေးရှောင်ဖို့ဝင်ကြီးချုပ်တဲ့သူတွေအခြားဒေသကိုမသွားလို့သူတွေနဲ့စစ်တပ်နဲ့ပတ်သက်တဲ့မိသားစုတွေဟာဖုံးကြီးကြောင်းတွေမှာခုလိုကြရပါတယ်။ဘုံရက်ခံရပြီးတော့ကျန်နေတဲ့စစ်ရှောင်း389ရောက်ကိုတော့အဲ့ဒီညနေပတ်ပါပဲဆန္ဒပင်က6စီးနဲ့ ပေးလို့ရကိုရှုပ်ရောင်းပေးနိုင်တယ်လို့သိရပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KAI နဲ့ပူးပေါင်းတက်ရာဗမော်ပြည်ထိုင်တိုက်ပွဲကို2021ဒီဇင်ဘာ4ရက်နေ့မှာစတင်ခဲ့ပြီးဒီနေ့ချီတိုက်ပွဲတွေဆက်လက်ပြင်းထန်စွာဖြစ်ပွားနေပါတယ်။စကိုင်းငွေကြီးလို့ပြီးရောက် KAI ကရပောင်း20ကြာကြာရေးအပြည့်ရခဲ့ပြီးအပြည့်25ရက်နေ့ကစပြီးဗမော်မြို့ကိုအပြည့်တက်သိမ့်ပိုက်ဖို့ KAI နဲ့ပူးပေါင်းတက်တွေကထိုးစစ်ဆင်နေတာပါ။ဒီတဲ့ရင်ကိုတော့ကျွန်တော်မြန်မာနောက်ကရယူထားတာပါ ိုဇေဝင်း CRD ပါရ။ရေးကြည့်လို့ပါ။အဲ့တော့ဒီပုံချက်တိုက်ခိုက်မှုကိုစစ်ကောင်စီတယ်လီဗန် channel တွေမှာအားကဲရီကိုတိုက်တယ်လို့ဘုံချက်တယ်လို့ပြောတယ်။အခုတော့ဒီဘုံချက်မှုကြောင့်တောင်လေးလုံးဘုံကြောင်ပါဝင်ဒေဆုံးသွားတဲ့သူတွေကတပ်မိသားစုဝင်နေဖြစ်နေတယ်။ကဲစစ်ကောင်စီဘောမာတွေနဲ့တကွာထောက်ခံပါတယ်ဆိုရဲကောင်တွေနဲ့စစ်သားမိသားစုတွေ ူညက်ကြော်ဗီဒီယိုလာကြည့်ပြမထပ်ပြီးတော့မကြည့်အဲနော်အဲသူတို့သူတို့ဒီစစ်ကောင်စီ channel မှာဒီတင်ထားတဲ့ပုံအဲဒါပေါ့အဲသူတို့ဒီမှာပေါ့ဟုတ်ပြီဒါ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 တရားထားလိုက်အဲ့တော့ဘုံကြီးเจ้าကိုဘုံကျဲတဲ့ဗီဒီယိုခင်ခင်ရှားရှားတတ်တည်ထောက်တာကျွန်မပြလူနာတွေတည်ထုတ်လာတာတဲ့အဲ့ပြည်သူတွေတည်ကုန်တာဟမ်အဲ့တော့ကိုကေအင်းနဲ့ပုံတက်တည်းကေထုတ်ပြီးနေတာပေါ့ ဟမ်ခွေးဆက်ခင်းတာလေသူ့တက်မိသားစုတွေအဲ့ဒါ PDF တွေမဟုတ် KAI လည်းမဟုတ်ဘုံကျဲတာမဟုတ်စာချင်းနေတဲ့ကျန်မြို့ကိုဖျက်တာလားမလုံရှုံမာတယ်ကောင်းတယ်ဆိုတော့မတဲ့မတဲ့အင်ကိုကြီးအင်ကောင်းကြီးအကုန်ဟမ်ညင်လားတောင်ဝသူတို့ကဘုံယူဝင်ကြွားစွာပြနေသေးတာကဲထားပါတော့ဘုံကျဲတိုက်ခိုက်မှုလာလိမ့်မယ်ကျွန်တော်ပြမယ်ခုနတောင်လေးလုံးကြောင်တဲ့ကိုကျဲတာဖျားနာဟမ်တွေ့နော်နောက်တောင်ပြအောင်ပြအောင်ပြအောင် သူ့ရဲ့စစ်တပ်မိသားစုတွေအပေါ်သူဘုံကျင်းနေတဲ့ကိစ္စဘုံကျင်းနေတဲ့ကိစ္စဒီကောင်တွေကုံစာပြနေတာဗျနော်အဲအလောင်းဆွဲထုတ်တယ်ဒါပါတော့ဒါပါတော့မင်းမင်းဘာမှမဆိုင်ပြည်သူလူထုနေအိမ်တွေကိုဘုံကျဲရတာကျင်းကျင်းနေနေတယ်ကျင်းဟမ်နေနေဘုံကျဲရတာဘလို့ရှုပ်မှရိုင်းဆိုင်လေးတော့ကျင်းအဲ့လိုကျေးစရာလုံးလို့တာဗျာ ဘယ်လောက်ရှုပ်မာကြလဲဟမ်ပြည်သူမှာတော့အနစ်နေလားဒါမှဘုံချောင်းဒါဘုံချောင်းကြီးဒါဘုံချောင်းကြီးဒါပြည်သူတနက်လည်းမပေါဘူး तू ပြောတော့ तू ပြောတော့ဘာမှတနက်ဘာမှလဲတကယ်ကြီးသွား PDF တို့ KIA တို့ဆိုတနက်ကြံခဲ့ရပြီဟုတ်လားကျွန်တော်ပြောတာဟမ်ပြည်သူကဲထုတ်နေတာဘုံချောင်းနေရနေပြီတော့ဖွက်ပြင်းရင်ပြင်ဆင်တာမဟုတ်ဘူးလားအဘုံကြီးချောင်းရတာညမဘုံကြီးချောင်းနေဟမ်တောင်လေးလုံးချောင်းတိုက်ဟမ်ထပ်ပြအောင်မဲမှာထပ်ပြအောင်မကြည့် ဆက်မဲ့တတိုင်းပြည်လုံးတိုက်တာလေတတိုင်းပြည်လုံးမုန်းတာလေမပြောနဲ့ဒီစစ်တပ်နော်ဟမ်ဒီမှာတနက်ပါအမေလीတကယ်လို့ဆိုရင်ဒါပြည်သူလူထုဗျာခင်ဗျာကြောက်ကြဲထုတ်ပြီးနေတယ်ရဲဘော်တွေကချက်တာဘူးဒီကောင်တွေကအားရဝန်အစစ်တပ်မိသားစုကောင်နေပြီးတော့ဟမ်နဲနဲမဒီခင်ရပြီးနေတာလေကားနဲ့ကြဲထုတ်တာအရောက်ခုနပြောရတာတွေ့လား 300ကျော်ပါကဲထုတ်ပြီးပါကျွန်တော်တို့ကဲထုတ်ပြီးပါအဲအဲ့မှာအဲ့မှာအဲ့မှာအမကြီးအမဖေဖုံးကြောင်းအမိနေအိမ်များဆိုဖုံးကြောင်းထဲမှာဒီကောင်နေပြနေတာနော်ဒါတက်တည်ဒါတက်တည်နေနော်အများပြည်သူနေအိမ်ဒီပေါ်လက်ပြီးတော့ပြနေဒါတက်တည်ဒါမပြောသေးဘူးဟမ်အများပြည်သူနေအိမ်ပြတ်တာဖုံးကြောင်းတွေပြတ်တယ်ဖျားတွေပုံချဲတယ် ဟမ်ပြောတော့မွေးရဘာသာတာဒနာလေးဗျာယူစရာကောင်းလိုက်တယ်မပြပြပြမကြည့်မလိမ်ဘူးမလိမ်ဘူးတက်တေထောက်တာနဲ့ပြမှာဗီဒီယိုဖိုင်နဲ့ပြနေတာမင်းတို့ကောင်ကြီးကလာကြည့်ခွေးမာသာတာတက်လာကြည့်ငါပြောရင်ဒေါ်သာအဲ့ဒါလေးကျွန်တော်မကြည့်ချင်တာအဲ့ဒါလေးကျွန်တော်ဆဲအဲ့ဆဲဆုံနေမှာချေမိုးကြီးတက်ပြီးဝင်ရှင်းနေတယ်လူမြင်ကောင်းအောင်ပြတယ်တုံးလေးရောက်နေမသားပေါ်တာမနေဘူးအလောင်းကြီးထက်နေတာပဲခင်ဗျာဘမုံမလေးအဲ့စစ်ခွေးနဲ့မိသူ့မိသားစုလေး တို့ကိုတို့ဟုတ်လာပြီထင်နေတယ်။မြေပြင်မှာလေကတိတာမြင်မကောင်းဘူး။အဲဘုံကြောင်းဝင်ကယ်တာဝင်ကယ်ကြတယ်။ကယ်နေပူပေါင်းတက်တယ်ကဒီကောင်ကြီးကဒီကောင်ကြီးအဲ့လိုလောက်ကြတယ်။နော်ရပါလေ။ဆရာတို့လက်ကြရင်တော့မနှဲ့ကြနဲ့ပေါ့ကွာ။အဲပါကြီးအပါကြီးဖျားတော့မဖျက်သူလားဖျားတော့ဘုံကြီးရသလားသူလားမြင်လားရှင်းတယ်နော်ကျွန်တော်အဲ့လောက်ပဲပြော အဖယားဒီမှာဖယားမင်းတို့ပြောတော့အမျိုးဘာသာတသနာဆိုခွေးဘာသာများရဲ့ကဲရိုက်ပြီဆိုတော့ဒီလိုကလိန်ကြနေတဲ့ကောင်တွေအတွက်လာပြလာဖြစ်ပါတယ်ဗမော်ကမိသားစုတွေပြည်သူလူထုတွေဂရုစိုက်ကြပါတပ်မိသားစုဝင်နေတဲ့စစ်သားဇနီးမယားသားသမီးညီကိုမောင်နှမဆွေမျိုးသက်သက်ခမရတို့နောက်တအရာသိမိလို့ပဲကျွန်တော်ပြောချင်တယ်ကျွန်တော်ဆက်မပြောတော့ဘူးတင်းတော့ဒီလောက်ပဲအားလုံးကိုကျေးဇူးတင်ပါ